ီဘက်ထရီဆောင်လေးဆိုတော့ဒါပြီဆက်ဆီဆန်စရာလို့လို့လားနိုင်ငံရေးတမားကြီးရှိမှလေဒီလိုမျိုးကိုတီလုံးဝေးဆောင်ကြီးဝတ်ပြီးတော့ဒါမျိုးကြီးလုပ်ဆရာလို့လို့လားဒီတမားဝင် iconic ဖြစ်ရဲ့နောက်ွယ်များဘာရီမြန်ရှိမလဲဒီနမဲကြီး Hollywood တယောက်စာ Marilyn Monroe ကောတမရာ GFK နဲ့တွဲနေရလားတမရာ GFK ဆိုတာအိမ်အောင်ရှိရနော် DBO ဆိုရင်တော့လူတိုင်းအခုခေတ်ကလေးတော့မတိလောက်ဘူးထင်တယ်ဒါပေမဲ့လူကြီးတော့တိလိမ့်မယ် ဒီကိစ္စတွေက1962အမေရိကန်သမ္မတ GFK ရဲ့55နှစ်မြောက်ဒီမွေးနေ့အကျူအလှယံမွေပွဲမှာမေရိုနေကနေပြီးတော့ Happy Birthday Song တီးဆိုရနေပါမထင်မှတ်ဖဲနဲ့စကန်နဲ့အကြီးကြီးတစ်ခုဖြစ်သွားခဲ့တယ်။ လေးရဲ့ဆက်စီဆန်တဲ့အပြုမူတွေကိုဝေဖန်ရှုံချခဲ့ကြတယ်။ဒီဘတ်ထီးဆောင်လေးဆိုတော့ဒါရီဆက်စီဆန်စရာလိုလို့လား။နိုင်ငံရေးသမားကြီးရှိမှလေဒီလိုမျိုးကိုတီလုံးဝဆုံကြီးဝေပြီးတော့ဒါမျိုးကြီးလုဆရာလိုလို့လား။အဲ့လိုမျိုးကြီးဝေဖန်လာရာနေပြီးတော့ဘယ်လောက်ထိစိုးဝါးသွားလဲဆိုတော့ဒီမယ်ရိုနေယာဆိုရင် JFK သမရ JFK ရဲ့အပျော်မရပါဆိုပြီးတော့မီဒီယာကနေရောချက်ကရေးသားခဲ့ကြတယ်။ တို့ပြောပြချက်ရာဘာကြောင့်လဲဆိုတော့တဲ့ဒီပွဲမှာသမရကတော့ဂျက်ကီးကမတက်ခဲ့ဘူးတဲ့ဒီမယ်ရီနင်းလာမှာတီးလို့ဂျက်ကီးကမတက်တာဆိုရင်လူတွေကပြောကြပြန်ပိုဆိုးသွားစီတာကတော့ဒီသမရ GFK ကိုရိုင်းကလည်းဒီလောက်ချူတာပြီးတော့စင်ကြဲတဲ့ပုံလေးနဲ့ဗတိဆောင်ဆိုပြီးတာကတော့ဒီနိုင်ငံရေးလောကနေတော့အနားယူလို့ရပါပြီဆိုပြီးစင်မော်တက်ပြောလိုက်တာကွာအဲ့ တက်ပြောလိုက်တဲ့အထွက်ကြောင့်မလို့လူတွေကပို့ပြီးတော့ဒုလောဒုလောတွေထင်ခဲ့ကြတယ်။အဲကြတော့အခုခေတ်ပုံစံပြောရမယ်ဆိုရင်တော့မယ်ရီလင်းကဘိုးဘွယ်ကိုအစဲခံခဲ့ရတာ။ပုဂရဲကမှတမရနဲ့ဒီမယ်ရီလင်းတို့တည်နေထွက်နေတာကွာ။မရကရောလေကလီမွေးထားမှာနှစ်နှစ်ပဲရှိသေးတယ်။ဒီအထောက်ထားတွေအရာတဲ့ဒီ GFK နဲ့ Marylin တို့ကတူတောင်းတဲ့လက်အဖယ်ရှိခဲ့ကြတယ်တဲ့။ အစတုန်းကဒီ GFK နဲ့ရောသူညီနဲ့ရောအဆက်ဆက်ကြီးရှိခဲ့ပေမဲ့လူဒီရဖြစ်ပြီးနောက်ပိုင်းမှာအားလုံးကမယ်ရီလင်းကိုကြောက်ခိုင်းသွားခဲ့ကြတယ်။ အကုန်လုံးကအမျိုးသမီးဘက်ကိုပဲထိုးနေခဲ့ကြရဲ့အစနဲ့ကလေမယ်လင်းမူရာစိတ်ကျမကြီးမကောင်းသူရဲ့30မြောက်နောက်ဆုံးအိမ်တော်နဲ့ကွဲထားတဲ့အချိန်လေးဖြစ်နေတယ်စိတ်ကျမကြီးရတော်တော်လေးကိုစိုးရွားနေရပြီးတော့သူ့မှာဒီညကင်းအိမ်မပျော်ရရောဂါလည်းရှိသေးရဲ့အဲ့လိုမျိုးနဲ့ဒီပတ်သေးဆောင်ဆိုပြီးနှစ်လကျော်ပဲတောင်းခံနိုင်ခဲ့တဲ့ဒီမယ်လင်းမူရာဒီ AC overdose နဲ့တိတ်ဆုံးသွားခဲ့ရတယ်ဒီမယ်လင်းမူရာ protection ရှိပေမဲ့လို့သူကအတ္တိပတိတွေမလုံးနိုင်ခဲ့ဘူးပတ်သေးဆောင်ဆိုပြီးနှစ်လကျော်မှမယ်လင်းကတည်သွားခဲ့တယ် ဒီနှစ်ရဲ့နောက်နှစ်မှာကျတော့ဒီတမရချီရဲ့ဖေကလှုပ်ကြံတက်ဖြတ်ခံလိုက်ရတယ်။အဲ့လေသူ့မိမလက်ပေါ်မှာပဲတည်သွားခဲ့ရ။ဘာကြောင့်လှုပ်ကြံခံလိုက်ရလဲဆိုတာမတိလိုက်ရဘူး။အเจ้าကြီးကိုမတိလိုက်ရဘူး။ဘာလို့လဲဆိုတော့ဒီလှုပ်ကြံတဲ့သူကလည်းဖမ်းမိပြီးချင်းနှစ်ရက်တွင်းမှာတည်သွားခဲ့။တမရာ GF ဖြစ်တည်ဆုံးပြီးနောက်ဆယ်စုနှစ်ကြာမှာအမှန်တရားတချို့ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ GF ရဲ့မိမရှုပ်တော်ပုံ အင်ဖြူရောရဲ့အလုတ်တင်တို့ secretary main clerk တို့ပါပါနေတယ်ဒီသူ့မိမ Jackie ကိုယ်တိုင်လည်းဒီကိစ္စတွေကိုသိရတယ်ပေါ်ပေါ်တင်တင်ဝင်ခံထားရတော့မဟုတ်ဘူးဒါပေမဲ့အင်တာဗျူးကိုကြည့်ရတော့လို့ချက်ကီကိုရန်လည်းဒီကိစ္စတွေကိုကြည့်ရဒါပေမဲ့ချက်ကီကဘလို့မိမမျိုးလဲဆိုတော့ဒီနောက်ွယ်မှာရှုပ်ရှင်တလောက်ရှုပ်ဒါပေမဲ့ငါ့ကို public မှာအရှက်မခွဲနဲ့အဲအဲ့လိုပုံစံမျိုးမိမဆိုပြီးလူတွေကလည်းပြောကြတယ် တမရဖြစ်တဲ့ညီသူတို့က public image ကိုအရန်အလေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မဟုတ်မဟတ်တည်င်းကိုဖော်မဲ့ကောင်မလေးတွေဆိုရင်းနဲ့သူညီနဲ့ပေါင်းပြီးတော့လက်စဖြောက်တတ်ကြရည်ဆိုပြီးတော့ကိုလာဟာလိုက်လဲထွက်ခဲ့။အားလုံးကဒီ Marine မို့လို့ကြောင့်မလို့ဒီ Jackie ကိုအရန်တနာကြရည်တနာကြရည်ဆိုပေမဲ့ဒီ Marine မို့လို့မတိုင်ခင်ကနေကရှိမှ vitamin C အများကြီးရှိပြီးသားဖြစ်တယ်။ ဒီလိုမျိုးတည်င်းနေရှိရတဲ့အတွက်ကြောင့်မလို့လူတချို့ကမယ်နေမှုတွေကလုံးကြံခံလိုက်ရတယ်လို့ယုံကြည်ကြရတယ်။ဒီလိုမျိုးဒူလောဒူလောဖြစ်စရာကိစ္စတွေကိုလာဟာလိုက်လဲအများကြီးထွက်ခဲ့တယ်ကွာမယ်နေက အဲတက်တည်သွားရပြောမယ်တချို့ကြလည်းတက်တည်သွားမဟုတ်ဘူးလို့ယုံကြည်ကြပြန်တယ်နောက်ပြီးတမရ GF ကလည်းသူကလည်းလုတ်ကြံခံလိုက်ရမယ်ဘာကြောင့်လုတ်ကြံခံလိုက်ရလဲဆိုအကြောင်းရနေတိချမတိလိုက်ရအောင်နိုင်ငံရေးကြောင့်လားဘာကြောင့်လဲတကယ်ကိုတိချမတိလိုက်ရအောင်ကောလာဟာလာကြီးလည်းအလိုအများကြီးထွက်တယ်ဒါကတော့ American နိုင်ငံရဲ့တမိုင်းဝင်လူပြောများခဲ့တဲ့ကိစ္စဒီကိစ္စရဲ့အားလုံးကဗတိဆောင်းတွေရောစခဲ့လို့တော့ပြောလို့ရတယ်